ဲ့တော့ကျွန်တော်တို့ခုနကပြခဲ့တဲ့ဗီဒီယိုလေးကိုလေ့လာကြည့်တဲ့အခါမှာအနုကွန်တက်ကိုတုံးထားတယ်အနုကွန်တက်ကိုတုံးပြီးတော့မဂနက်တစ်ကွန်တက်တာကိုအဖွင့်ပိတ်လုပ်ပြီးတာနော်ကဲအဲ့တော့ဒီနေရာမှာကျွန်တော်တို့က NC ကွန်တက်ကိုတုံးမယ်တုံးပြီးတော့မဂနက်တစ်ကွန်တက်တာကိုအဖွင့်ပိတ်လုပ်မယ်ဆိုရင်သူ့နဲ့ဆန့်ကျင်ဘက်စတော့ကလုတ်ကိုဒီ push button ကိုကျွန်တော်တို့နှိပ်လိုက်တဲ့အခါမှာ ဂနက်တစ်ကွန်ဒက်တာဟာကွာသွားပြီးတော့မနိုင်ဘဲနဲ့လွတ်ထားတဲ့ချိန်ဒီမှာဆိုရင်မဂနက်တစ်ကွန်ဒက်တာကတ်နေမယ်ခုနသူ့နဲ့ပြောင်းပြန်ပါတော့အဲ့တော့ဘာမှတိတ်မကွာတာဖြစ်တဲ့အတွက်တက်တက်တော့ထပ်ပြီးတော့ဆင်မပြတော့ဘူးเนาะအဲ့တော့နောက်တစ်ခုကကျွန်တော်တို့က stack clock တစ်လုံးနဲ့ねဒီ magnetic connector ကိုမောင်းပြပြီးပြီ stock clock တစ်လုံးနဲ့လည်း magnetic connector ကို အဖွင့်ပိတ်လုပ်ဖို့အတွက်ကနားလည်သွားပြီเนาะဒါဆိုရင်ကျွန်တော်တို့ဒီခလုတ်နှစ်ခုလုံးတုံးပြီးတော့မှမဂနက်တစ်ကွန်နက်တာနဲ့လာချိုင်းမယ်เนาะအဲ့တော့ဒီဒီ AC ကွန်နက်တုံးထားတဲ့ခလုတ်ကိုကျွန်တော်တို့ stock ခလုတ်အနေနဲ့တုံးတယ် AC ကွန်နက်တုံးထားတဲ့ခလုတ်ကို stock ခလုတ်အနေနဲ့ကျွန်တော်တို့တုံးမယ်เนาะအဲ့တော့ကျွန်တော်တို့လိုချင်တာဒီ stock ခလုတ်ကိုနှိပ်ရင်မဂနက်တစ်ကွန်နက်တာကတ်ရမယ် stock ခလုတ်ကိုနှိပ်လို့ရှိရင်မဂနက်တစ်ကွန်နက်တာပြန်ခွာသွားရမယ်เนาะရဟုတ်ပြီအဲ့တော့ဒီမှာ ဒီ drawing ကိုကြည့်ပြီးတော့မှကျွန်တော်တို့တကယ်ဆင်တဲ့ခါကျရင်ဒီပုံစံဝါယာကျိုးဝင်ရမယ်နော်အဲ့ဒါလေးကိုတစ်ချက်လိုက်ကြည့်ကြည့်မယ်အဲ့တော့ EPC လိုက်ရလာပါသည် stock ခလုတ်ရဲ့ number 7စတောခလုတ်ရဲ့နံပါတ်7ကိုရောက်တယ်။ပြီးရင် NC ကိုတက်နံပါတ်7နံပါတ်7ကနေပြန်ထွက်ပြီးတော့ဘယ်လိုသွားလဲဆိုရင်စတက်ခလုတ်ရဲ့နံပါတ်73သွားတယ်။နော်။နံပါတ်7ကနေပြန်ထွက်ပြီးတော့ ံပါတ်73သွားတယ်စတက်ကလုတ်ရဲ့နံပါတ်73သွားတယ်နော်ရဟုတ်ပြီဒီ drawing မှာဆိုရင်နံပါတ်74ကနေပြန်ထွက်ပြီးတော့ဘယ်လိုသွားလဲ E2 ကိုသွားတယ်နော်အဲ့တော့ဒီမှာပုံမှန်ပြန်ကြည့်တဲ့ခါကျတော့ဒီမှာနံပါတ်74နံပါတ်74ကနေထွက်လာပြီးတော့မဂနက်တစ်ကွန်တာကွိုင်းရဲ့နံပါတ်ဟိုက A2 ပေါ့နော် A2 ကိုသွားတယ်နော်ဒီ drawing နဲ့ကြည့်တယ်မယ်နော်အဲ့တော့ဒီမှာခုနကတုန်းက A1 ကိုကျွန်တော်တို့ဝင်တာ အခုက e2 ကိုဝင်တာเนาะတမင်တခါအဲခုနက a1 ကိုဝင်ထားလို့အခု a2 နဲ့ဝင်ပြတာเนาะ a1 ကို line ဘက်ကလာတဲ့ခါက a1 ဘက်ကိုရောက်တယ်ဆိုရင် a2 ကိုနူရယ်ထားရိုက်ပေးရမယ်အခု a2 ကို line ဘက်ကလာတဲ့ခါကရောက်တာဖြစ်တဲ့အတွက် a1 ကိုကျတော့နူရယ်ထားရိုက်ပေးမယ်เนาะဒီမှာ a1 ကိုနူရယ်ထားရိုက်ပေးထားတယ်နားလည်မထင်ねเนาะအဲ့တော့အခု ဒီပုံစံတိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ stack ကိုနှိပ်ရင်ခုနဒါကတ်မယ်เนาะ stock ကိုနှိပ်ရင်ပြန်ကွာမယ်ဟုတ်တယ်ဒါပေမဲ့ဒီ stack ကိုနှိပ်ထားပြီးတော့ပြန်လွတ်တဲ့အခါမှာဒီ magnetic ခုနဒါကြီးကပြန်ပြန်ကွာနေတယ်ကျွန်တော်တို့လိုချင်တာဒီ stack ကိုနှိပ်ရင် magnetic ခုနဒါကတ်မယ်ပြီးရင် stack ခလုတ်ကိုပြန်လွတ်ထားရင်လည်း magnetic ခုနဒါကြီးကတ်နေရမယ် stock ခလုတ်ကိုနှိပ်မှသာဒီ magnetic ခုနဒါ ပြန်꽈သွားရမယ်ဒါမှသာ stress drop ဖြစ်မှာပေါ့နော် stress drop version ဖြစ်မှာပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကအဲ့လိုဖြစ်ဖို့အတွက်ဆိုရင်ဒါလေးထထည့်ပေးဖို့လိုတယ်နော်ဒီပုံစံလေးထထည့်ပေးဖို့လိုတယ် power holding လုပ်တယ်လို့ခေါ်တယ်နော် power holding လုပ်တယ်လို့ခေါ်တယ်အဲနောက်တစ်နည်းကလက်ချင်း system လို့လည်းခေါ်တယ်နော် power holding သို့မဟုတ်လက်ချင်း system လို့ခေါ်တယ်အဲ့တော့ power holding ဆိုတာဘာကိုပြောတာလဲဆိုရင် ဒီ stack လို့ကိုနှိပ်လိုက်တဲ့ခါမှာ magnetic connector ကို power ရောက်လာတယ်။ line ရောက်လာတယ်ပေါ့နော်။ line ရောက်လာတဲ့ခါမှာ magnetic connector ကတ်သွားတယ်။အဲ့ဒီချိန်မှာကျွန်တော်တို့ stack လို့ပြန်လွှတ်လိုက်ရင်လည်းဒီ magnetic connector စီကို power ရောက်နေဖို့အတွက်ကကျွန်တော်ဒီ magnetic connector ရဲ့ anode connector ကိုပြန်သုံးထားတယ်။နော် anode connector ကိုသုံးပြီးတော့မှဒီ magnetic connector စီကို power ရောက်အောင်လုပ်ပေးထားတဲ့အတွက် stack လို့လွှတ်လိုက်ရင်လည်း magnetic connector ကတ်နေတာဖြစ်တဲ့အတွက် ီကွန်တိုင်ကဆက်ပြီးတော့အလုပ်လုပ်နေတယ်နော်ဒီပုံစံကိုလိုချင်တာစတော့ခလို့နေရင်နော်ကွန်တိုင်ကပြန်ပြီးတော့ရက်သွားမယ်နော်ဒီပုံစံလိုချင်တာအဲ့တော့ဒီမှာကမဂနက်တစ်ကွန်တိုင်ရဲ့အန်နိုကွန်တက်ဒါကမဂနက်တစ်ကွန်တိုင်ရဲ့ coin ပေါ့နော်ဒါဒီနှစ်ခုကိုပဲပြပြသိဖို့လိုတယ်အဲ့တော့မဂနက်တစ်ကွန်တိုင်ရဲ့ coin ရကြတော့ဒီ A1 နဲ့ A2 ကိုသွားတယ်ကောင်းပါနော် A1 နဲ့ A2 ရှိတဲ့ကောင်ကဒါ magnetic conductor ရဲ့ coin သူ့ကို၄တောင်းကွက်လေးနဲ့ဆွဲတယ် K သို့မဟုတ် MC နဲ့သတ်မှတ်တယ်နော်သူ့ရဲ့အန်နိုကွန်တက်ကိုခြာတော့ဒီမှာနော်ဒီမှာ K လို့တော့ပြန်ရေးပေးထားတယ်နော်ဒီကွန်တာရဲ့အန်နိုကွန်တက်ပေါ့နော်အန်နိုကွန်တက်သူကတော့ဒီမှာ73နဲ့74တခြားစီပဲနော်အန်နိုကွန်တက်ဒီ73နဲ့74မဂနက်တစ်ကွန်တာရဲ့ coin ဒီ A1 နဲ့ A2 မတူဘူးနော်နေရာလည်းမတူဘူး၃နဲ့ငုတ်ချင်းလည်းမတူဘူးနော် ဒါကိုရောရောသွားလို့မဖြစ်ဘူးနော်အဲ့လိုပဲဒီတင်ဂီတာတွေရေးဆွဲတဲ့အခါမှာလေ step push button ကို push button ရဲ့တင်ဂီတာလေးရဒီမှာနော်အန်လို push button ရဲ့အန်လိုတင်ဂီတာလေးဒီဒီပုံစံလေးနော်တာမန်ဒီ contact တွေပေါ့နော် contact တွေရဲ့ NOC contact တွေဒီဒီလိုပုံစံလေးနော်ဒီလိုရိုးရိုးလေးပဲနော်ကဲဟုတ်ပြီအဲ့ဒီတော့ကျွန်တော်တို့ဒီအတိုင်းကို ဒီမှာလာပြီးတော့တက်ဆင်ကြည့်မယ်နော်ခုနကကျွန်တော်တို့စင်ခဲ့ပြီးသားဟိုမှာဒါလေးပဲပို့လာတာနော်ဒါလေးပဲပို့လာတာအဲ့တော့ဒီကောင်ကမဂနက်တစ်ကွန်ဒက်တာရဲ့အန်နိုကွန်ဒက်73နဲ့74ဟုတ်တယ်နော်73မဂနက်တစ်ကွန်ဒက်တာရဲ့အန်နိုကွန်ဒက်မဂနက်တစ်ကွန်ဒက်တာမှာဒီကွန်ဒက်တာမှာဆိုရင်အန်နိုကွန်ဒက်တစ်စုံပါတယ် NC ကွန်ဒက်တစ်စုံပါတယ်ဒါကျွန်တော်တို့က NC ကိုမသုံးဘူး NO ကိုသုံးကြည့်မှာနော်ဒီပုံထဲမှာဆွဲထားတဲ့အတိုင်းကျွန်တော်တို့ NO ကိုသုံးမယ် သုံးမယ်ဆိုတော့ဒီ magnetic conductor ရဲ့ NO နံပါတ်73နံပါတ်73နံပါတ်73ကဘယ်ကိုလာဆက်ထားလဲဆိုရင် stack clock ရဲ့အဝင်เนาะ stack clock ရဲ့နံပါတ်73เนาะ stack clock ရဲ့နံပါတ်73ကိုလာပြီးတော့ join လာတယ်အဲ့တော့ဒီကထွက်လာတဲ့ကောင်ကဒီကိုလာ join ရမှာပေါ့เนาะဒါ stack clock stack clock ရဲ့နံပါတ်73ကိုလာ join ရမှာဒါပေမဲ့ကျွန်တော်ကဒီမှာဘာဖြစ်လို့ဒီ stock clock ရဲ့နံပါတ်72ကိုလာ join ထားလဲဆိုတော့ ဒီပုံအရဆိုလို့ရှိရင်ဒီမှာဒီရလာတဲ့ကောင်က stock club ရဲ့နံပါတ်7ကိုသွားလဲအတူတူပဲဒီ stock club ရဲ့နံပါတ်73သွားလဲအတူတူပဲသူကလမ်းကြောင်းတစ်ကြောင်းထဲမှာရှိနေတယ်เนาะအဲကြောင့်မလို့ကျွန်တော်တို့ကဒီမှာလာချိတ်လဲရတယ်ဒီမှာလာချိတ်လဲရတယ်အတူတူပဲเนาะအခုဒီမှာအမြင်အားဖြင့်ကြည့်လိုက်မယ်ဆိုရင်လဲဒီ73ဒီဒီမှာလာ join ရင်လဲဒီ wire ကျိုးတစ်ကြိုးတည်းနဲ့ connection ဖြစ်နေတာပဲเนาะ ဒီမှာမ join မင်းနဲ့ဒီ stack cloud ရဲ့ number 73မှာလာ join ရင်လေဒီခေါင်းကလမ်းကြောင်းတစ်ကြောင်းနဲ့ဖြစ်တဲ့အတွက်ဘာမှ join ကြရင်အတူတူပဲเนาะဒီအဲ့လိုပဲဒီမှာ number 74 magnetic ကိုနဲ့တိုင်းရဲ့ number 74เนาะဒီ number 74อ่ะဆိုလို့ရှိရင် stack cloud ရဲ့ဒီ number 74ပေါ့เนาะ number 74ကိုလာတယ်เนาะအဲ့တော့ဒီကထွက်မယ် magnetic ကိုနဲ့တိုင်းရဲ့ number 74ဒီ stack cloud ရဲ့ number 74ကိုလာတယ် ဒါဒီမှာဒီ drawing အတိုင်းလေးပဲကျွန်တော်ချိန်ပေးလိုက်တယ်နော်အဲ့တော့ဒီမှာလည်းအတိုင်းပဲဒီ magnetic core တိုင်းရဲ့ edu နဲ့လမ်းကြောင်းတစ်ကြောင်းလေးဖြစ်တဲ့အတွက် edu ကိုလာချိန်ပေးလိုက်ရတယ်နော်ပြီးရင် stack ခလုတ်ရဲ့အထွတ်နံပါတ်14ပေါ့နော်နံပါတ်14ကိုလာ join ပေးလိုက်ရတယ်နော်အဲ့တော့ဒီမှာ stack ခလုတ်ရဲ့နံပါတ်14ကို join လိုက်ရတယ်ဒီ edu ကိုပဲတိုင်းရဲ့ join လိုက်ရတယ်အတူတူပဲနော်ရဟုတ်ပြီအဲ့တော့သူ့ရဲ့ function တွေကဒီလိုဖြစ်မယ် stack ခလုတ်နှိမ့်ရင် corner ကတ်မယ် စတက်ကလေးကိုပြန်လွှတ်လိုက်တဲ့ခါကျရင်သူ့ရဲ့ power holding system ကြောင့်မလို့ကွန်တာဆက်ပြီးတော့ကတ်နေခဲ့မယ်အဲ့တော့စတက်ကလေးကိုနှိမ့်ကြတော့ဒီကွန်တာကြီးကပြန်ကွာသွားမယ်နော်အဲ့တော့စတက်ကိုနှိမ့်ရင်ကွန်တာကတ်မယ်စတက်ကိုနှိမ့်ရင်ပြန်ကွာမယ်ဒီ version လေးကိုကျွန်တော်တို့ကလိုချင်တာဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဒီလက်တွေ့တက်ဆင်ထားတဲ့ stack store တက်ဆင်ထားတဲ့ဒီ video လေးကိုကျွန်တော်တို့လေ့လာကြည့်မယ်နော်